ခန္ဓာထေဝါလွန်လာတဲ့ဘုရားကျောင်းဆောင်ထားဖို့အတွက်ကိုကြီးကြီးမားမားကြကြဝွန်ဖွဲ့စည်းတည်ဆောက်ထားပေးတဲ့ဘုရားကံဖွဲ့စည်းမှုတွေကြကြဝွန်နဲ့ဖွဲ့စည်းထားပေးတဲ့မာစတာဘရွန်အိတ်ခန်းလေကံတိန်လုံးမှာအသုံးပြုပေးထားတဲ့ကျွန်းတွေရဲ့တံပိုးတွေဒေါင်းဒေါင်းကြတဲ့ရက်ွက်ကြီး၅လို့နေရာမျိုးမှာခုနအရှိရကျွန်တော်ပြောပြပေးခဲ့တဲ့အချက်ကလေးတွေပါဝင်နေတာနဲ့ခေါ်စည်းနေထားရအရန်ကိုတင့်တင့်နဲ့ အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးပြစေခင်ဗျာမင်္ဂလာပါဗျကျွန်တော်တို့ကိုယ်လင်ဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးကိုကျွန်တော်ပြုံးလင်မျိုးရက်ကွက်ကြီးငားပေါ့နော်မြိုင်ကိုးမြိုင်တွေကတမြိုင်ဖြစ်တယ်နမ်းမြိုင်လမ်းမကြီးကနေ၃ကွက်ငုံမှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်တစ်လုံးပဲဖြစ်တယ်ခင်ဗျာမြေမျိုးစားကြတော့ဂရံမြေမျိုးစားဖြစ်ပြီးတော့ခြံကျဲဝင်း50 60ကျင်းအောင်မှာဆောက်လုပ်ထားတဲ့ RC နှစ်ထပ်တိုက်လေးတစ်လုံးပဲဖြစ်တယ်ကျွန်တော်တို့ကခြံထဲမှာကား3စီးလောက်လှုပ်လက်လက် AC ထိုးလို့ရမယ် ပါကင်ကျဲတခုလည်းပါဝင်နေခင်ဗျာရေမီအပြည့်အစုံနဲ့အစင်းသစ်လက်တင်တက်နေလို့ရတဲ့ဒီလိလုံးပဲဖြစ်ပါရခင်ဗျာကျော်နဲ့အတူတူအထဲကိုလိုက်ပါပြီးတော့ပြည့်စုံပေးပါအောင်ခင်ဗျာဆိုအိမ်ထဲကိုဝင်သွားလိုက်ပြီဆိုရင်ရေစုံတွေ့မြင်ရမှာအေကန်းကျဲယူနော်ကျွန်တော်အောက်ထပ်မှာဖွဲ့စည်းထားတဲ့ခန်းပွက်လေးကိုတစ်ချက်ပြောပြပေးပါမယ်အောက်ဘက်မှာကျွန်တော်ကအေကန်းပါမယ်အေကန်းလေးနဲ့မတ်စတာဘရုံးနှစ်ခန်းနောက်မီးပူဆောင်ထမင်းစားကန်းဆိုပြီးတော့မှတီးတန့်ဖွဲ့စည်းပေးထားတာဖြစ်တယ်အဲ့ဒီပြင်ပေါ်ကဒါကျွန်တော်လေကကွင်းအောက်မှာကြတော့ ဘုံသုံးတွိုင်းလက်လေးတစ်လုံးနဲ့ထပ်မှန်ပြီးတော့ထည့်သွင်းပေးထားတာဖြစ်တယ်။ထူးခြားတာတစ်ခုကဒီမှာကျွန်တော်တို့ slide door လေးနဲ့ကားကိုတော့နေပြီးတော့ကျွန်တော်ဒါဝင်လာလိုက်တာနဲ့မိုးရွာနေတယ်ကျွန်တော်တို့မြို့လေးကမိုးကောင်းတာကိုအဲ့တော့မိုးတွေပါရွာနေတဲ့အချိန်ကာလမျိုးမှာများအင်းကိုအပြင်ကနေပြန်လာရင်မိုးအရှိမကားရက်ဆရာမလို့ပဲကားတို့ကောင်းနေကနေတခါတည်းဝင်ပြီးတော့အိမ်ထဲကိုတခါတည်းလာလို့ရအောင်လို့တော့ကိုဒီလို slide door လေးနဲ့ ကိုတက်ပြီးတော့မှအသုံးပြုပေးထားတာပဲဖြစ်တယ်ခင်ဗျာပြီးရင်အောက်ထပ်မှာ master bedroom နှစ်ခန်းရှိတဲ့နေရာကျွန်တော်တစ်ခန်းကိုဝင်ပြီးတော့မှပြပေးပါမယ်ခင်ဗျာဒါတော့အောက်ထပ်မှာတွေ့မြင်ရတဲ့ master bedroom အခန်းကျယ်လေးပဲဖြစ်တယ်ပေါ့နော်အဲ master bedroom ထဲမှာလည်းကျွန်တော်ဒီတိန်လုံးမှာတော့ကျွန်းပေါင်းသားတကားတွေကိုအသုံးပြုပေးထားတယ်။နောက်ကျွန်းပါကေးတွေကိုတက်ဆင်ပြီးခင်းကျင်းပေးထားတယ်။တကားပေါက်တွေတကားပေါက်တွေတိုင်းမှာလုံခြုံရေးအတွက်အဆင်ပြောင်းလို့အတွက်လုံခြုံရေးတန်ဖန်းတန်တကားတွေကိုအဆင်သင့်တစ်ခါလေးတက်ဆင်ထားပြီးပြီးသားပဲဖြစ်တယ်ခင်ဗျာ။ကဲဒါတော့ကျွန်တော်တို့အောက်ထပ်မှာရှိနေတဲ့ master bedroom နဲ့ရေချိုးခန်းအိမ်သာလေးကိုတွေ့မြင်ရမှာပဲ။ ဖြစ်တယ်ခင်ဗျာယေရှုခရစ်အိမ်တော်မှာဆိုလို့ရှိရင်လည်းကျွန်တော်အောက်မှာကြွေပြားတွေနောက်ကျွန်တော်နိုင်ရမှာဆိုလို့ကျွန်တော်တရက်စာကြကြုံနော်6ပေအမြင့်လောက်တိရှိတယ်ကြွေပြားတွေကိုကတ်ဆင်ပြီးတော့အသုံးပြုပေးထားတာဖြစ်တယ်ခင်ဗျာပြီးရင်ကျွန်တော် kitchen နဲ့ dining လေးကိုလိုက်ပြီးတော့ပြပေးပါမယ်ခင်ဗျာအခုဒီဟာလေးကတော့ဒါကျွန်တော်တို့ kitchen နဲ့ dining နဲ့ကိုတွဲထားပြီးတဲ့အခန်းလေးဖြစ်တယ်ပေါ့နော် တော့ကစ်စင်းနဲ့ပြန်ထွက်လာလိုက်ပြီဆိုရင်ဒါအပေါ်ဘက်ကိုတက်တဲ့လေကကွင်းပေါ့နော်လေကကွင်းရဲ့အောက်မှာကျတော့နေရာပုံမရှိအောင်လို့ဆိုပြီးတော့မှဒီမှာကက်ဘိနက်လေးတွေကိုထည့်သွင်းပြီးတော့တက်ဆင်ပေးထားတာဖြစ်တယ်အခုဒီကျွန်တော်ရဲ့နောက်မှာမြင်နေရတာလေးကဒါဘုံရီချိုးကအိမ်သားလေးပေါ့နော်ရောဇေတော့ပိတ်ထားတဲ့ခြေနဲ့ကျွန်တော်အထည့်ဝင်ပြီးတော့မပြပေးတော့ဘူးခင်ဗျာကျွန်တော်တို့ဒီလိုအပေါ်ဘက်ကိုလိုက်ပါပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာဒါကျွန်တော်တို့ဒီလေကားကနေတက်သွားလိုက်လေကကွင်းကတော်တော်ကိုကျယ်ကျယ်ပြန့်ပြန့်ရှိတယ်နောက်လေကတိကလေးတွေဆိုရင်လည်း ီပြေလေးနဲ့ညီလေးလှုပ်ထားပြီးတော့လူကြီးသူမတွေပါလာတယ်ဆိုလို့ရှင်လေတက်ပြူရတာအဆင်ပြေတယ်ဗောနော်ဒီကျွန်တော်လေကကွယ်မှာဆိုလို့ရှင်လေဒီအလှဆင်မှုအတွက်ကိုနော်ပေါ့စ်လေးတွေကိုထည့်သွင်းပြီးတော့တိဆောက်ထားပေးတာပဲဖြစ်တယ်ခင်ဗျာဒါပေါ်တော့ကိုရောက်သွားပြီဆိုလို့ရှင်အပေါ်ရက်ကလေကတက်တက်ချင်းညာဘက်မှာတော်တော်ကိုခမ်းလာလွန်လာတယ်ဘုရားကြောင်းတောင်ထားတဲ့ဘုရားကံတခံပါဝင်သေးတယ်ခင်ဗျာ ခုတောင်မြင်တွေ့နေရတာတော့သီးသန့်ပေါ့နော်ဘုရားကျောင်းဆောင်ထားဖို့တော့ကိုသီးသန့်ဖွဲ့စည်းတိဆောက်ထားပေးတယ်ဘုရားကမှဖြစ်တယ်ခင်ဗျာကျွန်တော်မျက်နှာကြမှာဆိုရင်ဒါ24ပစ္စည်းပုံစံလေးနေမိကိုလှဆင်ထားပေးတာဖြစ်တယ်ကျောင်းဆောင်ကြီးဆိုလဲတော်တော်ကိုကြီးကြီးမမကျယ်ကျယ်ပြန့်ပြန့်ပေါ့နော်အဲ့ဒါကြီးနဲ့ကိုအဝင်ခရင်ကြဖြစ်ဖို့တော့ကိုအခန့်ကိုလဲတော်တော်ကြီးကြီးမှဖွဲ့စည်းပေးထားတာပဲဖြစ်တယ်ခင်ဗျာဒါတော့ဘုရားကမ်းထဲကနေထွက်တယ်အပြုံထွက်တဲ့ဝရန္တာလေးပေါ့နော်ဒီမှာကျွန်တော်တို့ကဘုရားကမ်းထဲမှာပဲ အဲဖျားပန်းဦးလဲတာတို့နောက်တောက်တော်ကြီးစွန့်လာတို့ဘာလို့ညာတို့အတွက်ကိုဒီမှာဘေးစင်တက်ဖို့အတွက်နေရာလေးတစ်ခုပါရပါဘောနော်လောစေတော့မတက်ထားသေးဘူးဒီမှာရေပိုက်ကောင်းနေရေပိုက်ကြီးရေစင်းနေပါလေအကုန်လုံးကိုပြုတ်လုထားပြီးပြီးသားနေထောက်တွေ့မြင်အောင်မှာဖြစ်တယ်ခင်ဗျာကဲကျွန်တော်ပေါ်ရမှာရှိနေတယ်နောက်ထပ် master bedroom တစ်ခန်းကိုဝင်ပြီးတော့ပြပေးပါမယ်ဒါလေးကတော့ ပေါ်ရမှာတွေ့မြင်ရမယ်မာစတာဘက်ရူးမို့နော်ဟောအိတ်ခန်းကြီးပဲစုပေါင်း၄ခန်းမှာမာစတာဘက်ရူးနေကြီးပဲ၄ခန်းလုံးဖြစ်တယ်ခင်ဗျာဒါတော့မာစတာဘက်ရူးနဲ့မှာပါဝင်တဲ့ရေချုပ်ကန်အင်တာလေးပဲဖြစ်တယ်ခင်ဗျာကျွန်တော်ကဒီ ယေရှုခရစ်အိမ်သားတွေအကုန်လုံးကိုရေဘူးရေကိုတက်ဆင်ပြီးတော့အသုံးပြုပေးထားတာပဲဖြစ်တယ်ခင်ဗျာပြီးဒီမှာကျွန်တော်တို့ဒီအပေါ်မှာဧကမ်းမဲ့လှုပ်လှုပ်နောက်ဘာပဲလို့လို့နော်အသုံးပြုလို့ရမယ်ဟော့ပတိုက်လေးတခုထည့်ထားပေးတယ်အလင်းဝင်ရောက်အောင်မှန်နေကိုအကြီးကြီးအသုံးပြုပြီးတော့မှတက်ဆင်ပေးထားတာပဲဖြစ်တယ်ခင်ဗျာဒါလေးကတော့ဒါကျွန်တော်တို့ဝရဏာမှာရှိဝရဏာလေးထုတ်ထားပြရအောင်နော်အင်းရဲ့အရှင်မျက်နှာစာမှာရှိနေတဲ့ဒါသာဆောင်လေးပဲဖြစ်တယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီလိုရက်ွက်ကြီးငားမှလည်းတည်ရှိနေတယ်အိမ်ုံနဲ့တကယ်ကိုအခန်းဘွယ်ကောင်းကောင်းပစ္စည်းအကောင်းတွေတုံးပြီးပြုတ်ပြီးဆောက်ပေးထားတဲ့အိမ်တစ်လုံးကိုခေါ်ထားတဲ့ဈေးနှုန်းကကြတော့တိန်ပေါင်း16500ဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းတိန်16500ကိုပိုင်းစင်းနဲ့ထိတိုက်ဆွေးနွေးညှိနှိုင်းပြီးတော့မှဝယ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပါစေဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလို့ဆုံးနေကြည့်ရှုပေးကြကြကျွန်တော်မိတ်ဆွေရောက်ချင်းစီတိုင်းပြောချင်းစီတော့လှိုက်လေလေနဲ့အထူးပဲကျွန်တော်ကျေးဇူးတင်ရှိပါရခင်ဗျာ။လာသောနေ့လေးတွေမျက်နှာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲရန်သားပြပါစီခင်ဗျာ။